မိုးမြဇလန်တွဲကတော့လက်ရှိမြောင်းနိုင်ငံမှာပြတာနေစေဇလန်တွဲတွေထဲမှာလူကြိုက်များဆုံးဇလန်တွဲဖြစ်နေပါတယ်အချောင်းကလေးဒီဇာကောက်ကိုကြည်ကျင်အားဖြင့်အခုခေတ်လူငယ်လေးတွေဟာများစွာသောအသိပညာဘူးတုတ္တရီတိုးလို့ပါသူတည်းတော့လူသားတယောက်အနေနဲ့ဘဝမှာအရေးကြီးဆုံးဖြစ်တဲ့အင်းချောင်ပြုတဲ့နေရာမှာအခုခေတ်လူငယ်တွေအနေနဲ့ဆုံးဖြတ်ချက်မမကန်ကန်ချတ်တတ်ဖို့အတွက်ဒီဇလန်တွဲကအသင်ပေးနေတာဖြစ်ပါတယ် မမိမဝမ်းရည်မလုံဘဲနဲ့အချစ်တကူတည်းအတက်ပဲကြည်ပြီးတော့အခုလိုမျိုးမမိရဲ့စိတ်ဆန္ဒတကူတဲ့အတွက်နဲ့အင်ထောင်ပြလိုက်တာကဘလောက်ချက်ထိလောကဒဏ်တွေကျုံရနိုင်တယ်လဲဆိုတော့ဒီဇက်ကကမိမောင်ထူပြသွားတာပဲဖြစ်ပါတယ်ဒီဇက်ကမှာအဓိကသူဆောင်းသွားကြတဲ့ချာလီနဲ့ဝိမုံနိုင်ကလေးပြောပါတယ်ဒီခေတ်မှာငငယ်ရွယ်ရွယ်နဲ့အင်ထောင်ကြရတဲ့လူတွေအများကြီးရှိတယ်နော်ငငယ်ရွယ်ရွယ်နဲ့အင်ထောင်ကြသွားလို့ ခဏချင်းပင်เนาะအဆင်မပြေလို့ကွဲသွားတာတို့เนาะရှစ်လျှောက်သာသမီတွေเนาะရလာတယ်เนาะအိမ်ထောင်ပြုပြီးဆိုမှတော့ကလေးကယူပြီးပေါ့ဆိုတော့ဒုက္ခတွေကတစ်ခုပြီးတစ်ခုရောက်လာတယ်မကြွေးနိုင်တော့ဘူးเนาะနောက်ဆုံးမှာသာသမီတွေကိုเนาะစွန့်ပြရတဲ့အနေအထားကြီးရောက်ရှိလာတယ်ဒါကိုမိမောင်းထိုးပြခြင်းတာပါနောက်တစ်ခုကချွေးမနဲ့ယောက်ကမเนาะပြဿနာကိုမိမောင်းထိုးပြခြင်းတာပေါ့လေတချို့เนาะချွေးမတွေကြောင်းအိမ်ထောင်ပြတ်သွားတဲ့မိသားစုတွေအများကြီးပါဒီနေရာမှာ ချူသော အကြောင်းအရာလေးတခုကိုပြောရအောင်အဲ့ဒါကတော့ချူသောယောက်ခမတွေကချူမတွေနဲ့ပတ်သက်လို့ရှင်တတော်လေးကိုတရားလုံးနဲ့ကိစ္စပါနော်ချူမနဲ့ယောက်ခမဇလန်းတွေများပဲမြဲယောက်ခမနဲ့သမက်အစင်မပြေတာတော့အတော်ရှားတယ်ဗျဘာလို့လဲဆိုတော့သမီးကိုစိတ်မစင်းရေးစီခြင်းလို့သမက်ကိုကောင်းကောင်းဆက်ဆံပေးကြတယ်ချူမကြောင့်ငါတို့ကသားချင်းယူဆိုင်ဆရာမလို့ဘူးယောက်ျားလေးဘက်ကအမြဲအသာကြီးပဲငါသားရှာကြွေးတာငါသားကအင်ထောင်ဦးစီးငါသားချားကြည့်ရင်နေမတခုလက်ဖြစ်မှာ ာရှင်ဆိုရင်မနာရီနဲ့ခွဲခြားဆက်ဆံသားတွေအများကြီးသမီးကလေးမွေးရင်ငါသမီးလေးပြင်ပန်းနေမိဘအိမ်လာနေပြီးအနာယူချွေးမကလေးမွေးရင်ကျတော့မိဘအိမ်ကိုဘာလို့ပြန်ပါလဲကလေးမွေးတာပဲငါတို့လည်းမွေးလာတာညင်တို့လို့မနေဘူးဘူးအကုန်လုပ်ရတာပဲတမက်ဖော်ပြမှာချောက်တော့ဒါချီလန့်ပြင်းရင်အင်ကမိမအသုံးမချလို့တဲ့ဗျာချက်ပြွရရင်တော့အများကြီးပဲကုသသမီးနဲ့ရှင်ကိုချင်းစာပြီးချွေးမပေါ်မြတ်တာထားပြီးကြားတာရှိသလို့ ကိုယ်ကိုယ်သားကလူရင်တခြားသောသားသမီးများကမထိုက်တန်သလိုဆက်ဆံနေကြရသူအများကြီးပဲဒါကြောင့်ပဲအင်ထောင်းနေပြိုပွဲသွားတာရှိတယ်။ဒါဟုတ်ကျွန်တော်တို့ဒီဇလန်တွေကပြသွားတာပဲဖြစ်ပါတယ်နော်။ဇလန်တဲမှာအဓိကဇက်ကောင်မင်းသမီးဖြစ်တဲ့အမားလိုလည်းမဖြစ်ချင်နဲ့နော်။အမားဟာလည်းမဟုတ်မကန်းဆိုပေမဲ့သူများရိုင်းတိုင်းရိုင်းတာကလုံးဝလုံးဝမဟုတ်သေးဘူးနော်။ဒါမှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူး။အော်ကျွန်တော်မင်းသားပဲကြည့်မယ်ဆိုရင်လည်းလက်ကျော်မသိဘူးနော်။အခုဆိုရင်တောင်းပန်ပါတယ်ချစ်တဲ့ဒါပဲရတယ်ဗျာလက်ကျော်တင်နေမှမလုံးနိုင်ဘူး။ တော့အခုကေကလေးတွေငန်းစာယူလိုက်ရင်ကြပါစီခိုင်နင်းဝေကတော့ခွေးလုံးလုံးဖြစ်ပါပြီနော် ခိုင်နှွေရေရုပ်မာမှုတွေကတော့လုံးဝလုံးဝကိုထိန်းလို့မရတော့ဘူးเนาะပြည်သူတွေကထောက်ပြလေးလေးပုံမှုပြီးတော့ဆွာပြလေးလေးပူဆိုးရာကသူ့ရဲ့ယောက်ျားဇင်မြင့်အောင်เนาะတတော်လေးကိုဆိုးရာပြเนาะရှက်လက်မရှက်တတ်ကြဘူး တစ်တော့မှာပန်းလာရောင်စူတူတူဦးကပေါ့လေဒါခိုင်နေဝင်နေလေသူနဲ့လေယင်းနီးပါလေသူကအချားမြင်ဆရာမလားတော့မသိဘောနော်လက္ခဏာဆရာမပဲဖြစ်နေခိုင်နေဝင်ကိုလည်းတကယ်ကိုပဲလေးစားပါလေခိုင်နေဝင်ဒီထက်မကကဘာကျော်ပါစေဆိုရက်နော်ဟိုစလေးတစ်ခုကြောင့် ခိုင်နှွေကပူမိုးပြီးတော့ဝေဖန်ခံနေရတာဆိုပြီးတော့ခိုင်နှွေရဲ့ယောက်ျားဖြစ်တဲ့သုံးဘဝင်းကြီးเนาะဇင်မြင့်အောင်မီဘီကြီးကသူ့ကိုတော့ပုံဆက်ပြီးတော့တရားစွဲမယ်ပါညာတိချိန်ချောက်တာပေါ့ဗျခိုင်နှွေကပတ်စံလွှဲမရကိစ္စကိုတည်တည်ကြကြစစ်စစ်ပြီးတော့เนาะကျွန်တော်တို့အချိန်အတူအတွင်းမှာပဲတခါလေးကိုပြန်လွှဲပေးရမယ်အနေထားမှာရှိတယ်ဒါပေမဲ့သူကအဲ့ဒါကသူမှမဟုတ်ကြောင်လုံးဝလုံးဝပတ်စံလေးနည်းနည်းလေးကိုသူကအချိန်နေဆွဲပြီးတော့เนาะမဟုတ်တော့ကလည်းရှောက်ပြောနေရเนาะ post တင်လိုက်ဖြတ်လိုက်နေဒစ်ကိုလဲနေတော့တာပဲ အခုဂျွန်လွင်တို့ကလည်းပြောပြီနော်ခိုင်နေဝေးဟာတကယ်ကိုမရိုင်းနေပြအရင်ကလေးစားခဲ့တဲ့မြအခုတော့ရေစုံပြောသွားပြီတဲ့နော်ဘာမှမဟုတ်တဲ့ပတ်စံလေးသိန်း34ကိုနော်စီမံခန့်ခွဲမှုညံ့ပြီးပြန်လဲလွှဲပေးရမယ်စာအခုလိုမျိုးနော်တစ်ဖက်သားကိုနင်းတော့လုံနေတဲ့ကိစ္စလုံးဝလက်မခံဘူးလို့ကျွန်တော်တို့အမှုပြအဖိုင်းဝိုင်းအကုန်လုံးကလည်းပြောနေကြပြီလေဖြစ်ပါတယ်နော်ဘူဆိုးရာကသူ့ရဲ့ယောက်ျားဖြစ်တဲ့ဇင်မြင့်အောင် เนาะကျွန်တော်တို့တော်တော်လေးကိုစိုးပါတယ်เนาะအဲကျွန်တော်ဝေဖန်နေတဲ့သူတွေเนาะခိုင်နေဝေကိုချစ်လို့ push တင်နေတဲ့သူတွေကိုတော့ကျွန်တော်တို့ဒီဟာဥပဒေရရေးယူမယ်ဆိုတော့တော်တော်လေးကိုဖင်ရတယ်ကောင်းမင်းเนาะသူတုံဘွားကြီးဆိုတော့เนาะဘာဘာဖြစ်ချင်နေတာလေးကိုကျွန်တော်တို့မသိဘူး ဆိုတော့ခိုင်နှွေရဲ့အခုနော်လောရဲ့တွေအကုန်လုံးပေါ်လာပြီသူရဲ့ဒီအလူငွေဘန်းပြပြီပေါ့နော်ကျွန်တော်တို့ကလေးတွေဘန်းပြပြီလှုပ်ရှားတဲ့ကွက်တွေအကုန်လုံးပေါ်လာပြီရှီတောင်ကြမှာနော်ကျွန်တော်တို့အိမ်တွေဘလောက်ရှိကြောင်းနော်ပိုင်ဆိုင်မှုတွေဘလောက်ရှိကြောင်းပေါ်လာပြီဆိုတော့တိုင်းကလုံးဝပြည်သက်တွေကတော့ပြည်သူတွေကတော့ခိုင်နှွေနော်ကျွန်တော်အလေးကောင်းဆောင်ကြီးကိုကျွန်တော်တို့တရားဆွဲဖို့အတွက်မဟုတ်ပါဘူးကျွန်တော်ပစ္စံပြန်ပေးဖို့အတွက်တောင်းဆိုနေကြပြီလေဖြစ်ပါရဲ့ဗျာခိုင်နှွေကတော့ခွေးလုံးလုံးဖြစ်ပါပြီ နောက်ထပ်လှူစားဖို့အတွက်တတော်လေးကိုခက်ခဲပါတော့မယ်။ဝိုင်းဒီယိုဆောင်တော်ခင်တန်းဝင်းရဲ့မချွတ်သေးဘူး။နာနာဘဝဖြစ်နေတယ်ဆိုတဲ့သတင်းစကားတွေ online ပေါ်မှာထပ်သက်လာပြန်တယ်။သူသမီးဖြစ်တဲ့ရေရီပွင့်ဖြူကတော့သောသားထွက်ပြီးတော့အဲ့လိုမျိုး ပြောတဲ့သူတွေကိုအေးအေးယူအောင်မှာတော့အသေးချာပဲ။ဒီတော့ထင်မှာတော့ဝိုင်းဒီယိုဆောင်တော်ခင်တန်းဝင်းဒီဆုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ တတော်လေးကိုအွန်လိုင်းပေါ်မှာပြဿနာဖြစ်ခဲ့တာပေါ့လေအချောင်းကြီးကတော့ဒေါ်ခင်သန်ဝင်းကတိုက်ခန်းတဲမှာတယောက်တည်းဘယ်သူမှမရှိဘဲနဲ့အပေါ်မဲဆွာပေးဒီဆုံးနေတာ၃ရက်ရှိပြီနောက်ပိုင်းကျတော့တိုက်ခန်းဘီနာကအနီနာနော်တိုက်ခန်းဖော်ရီကအနှံ့ရလို့နော်ပုတ်နေခါကျတော့ yes ကန်ကိုဖုံးဆက်ပြီးမှဒါဒီမီရီက TRA ဆိုတဲ့အနေထားနဲ့အွန်လိုင်းပေါ်မှာပြန့်နှံ့လာတာပါသူသည်မီဖြစ်တဲ့ ရည်ပွင့်စုကတော့ခုလိုမျိုးဝေဖန်တဲ့သူတွေရှောက်ပြောနေတဲ့သူကိုအရေးယူဖို့အတွက်တောင်းလောက်ဆောင်ခဲ့ပြီးတော့နောက်ဆုံးမှာတော့တောင်းပန်လုပ်ခွင့်လုပ်ပေးခဲ့ကြောင်းလည်း online ပေါ်မှာတင်ထားတယ်။တခုရှိတာကသူ့ရဲ့မိမလေးဖြစ်တဲ့နော်။ဆုလက်ရေဒနာကသူ့အဖွားမဆုံးခင်မှာသူ့ကိုဖုန်းခေါ်ခဲ့သေးတယ်။ဒါပေမဲ့သူကဂိမ်းဆော့နေလို့မကင်ဖြစ်လိုက်ဘူးဆိုရက်နော်။စကားကတော့သက်သေပါပဲနော်။မန်တီကေမှာတော့ဒေါ်ခင်တန်ဝင်းဟာတိုက်ခန်းထဲမှာတယောက်တည်းမနေသေးဘူး။နော်သူရည်ဒီမင်းဖြစ်တဲ့ရည်ရည်ပွင့်ဖြူတို့မိသားစုဟာဆိုရင်လည်းပြအင်တာမှာချမ်းသာကြရည်ရည်ပွင့်ဖြူရဲ့ ယောက်ျားစိန်ဖြိုးလိုက်ဟာဆိုရင်လည်းပဲတကယ်ကိုမှတတိမကြီးမင်းသမီးကြီးဖြစ်တဲ့နန္ဒလိုင်ရဲ့အမောင်ဖြစ်တယ်။ဆရောပစံအများကြီးပဲပေါ့နော်သူတို့ကဆရောအင်ဖော်မလေးပဲဖြစ်ဖြစ်ငါပြီးတင်တာပေါ့နော်။ဒီသူတွေသူကအင်မတားမှသွေးတွေစောင့်တက်တဲ့အခါမှာအနီးနားမှာတယောက်ယောက်အဖို့လူပါရီနော်။စီးပေးမဲ့သူပဲဖြစ်ဖြစ်နော်။စီးခန်းကိုချစ်ချင်းခေါ်သွားမဲ့သူပဲဖြစ်ဖြစ်လူပါရီ။ဒါမှမဟုတ်လို့ရှိရင်လုံးဝမူးပြီးတော့သွေးတွေတော်တော်လေးကောင်း နော်ကြိုက်ပြီးတော့စောင့်တက်ပြီးဆိုရင်ဘာမှမလုပ်လို့မရတော့ဘူးအဲ့ချင်းနေကြောင်းတော့ခင်သားဝင်းကရုတ်တရက်ဒီဆုံးသွားခဲ့ရတာဖြစ်တယ်နော်ဆိုတော့အနီးနားမှာတယောက်မှမရှိတဲ့အချိန်ဒီမှာဒီဆုံးတဲ့အချိန်မှာလည်းအနီးနားမှာသာသမီတွေရောမှနော်မရှိဘဲနဲ့ဒီဆုံးခဲ့ရတဲ့တော့ခင်သားဝင်းခုချိန်မှာတိုက်ခတ်အနီးနားကလူတွေကမချုံမလို့ပဲနေတဲ့ရေဖြစ်နေတယ်ဆိုတဲ့စကားတွေ online ပေါ်မှာပြန့်နှံ့နေပြန်နေဟီဝွန်းဖြူကတော့ဒါကိုနော်ဘလူးဖြစ်ရှင်းမလဲထပ်မှန်ပြီးတော့အရေးယူမလားဆိုတော့ဆောင်ကြည့်ရအောင်ပါဗျာ ထုထအသက်ပေါင်းများစွာငယ်တဲ့ကောင်မလေးကိုမီဒီယာရှိခေါ်ပြီးတော့เนาะကြွားရမှာပါမှမချာသေးဘူးရုပ်ဆောင်ဇေယကတော့သူ့ရဲ့ချစ်သူကောင်မလေးထုထအသက်25နှစ်လောက်ငယ်ပါเนาะအဲ့ဒီကောင်မလေးနဲ့ဟိုတယ်မှာအမုံကျန်းနေတဲ့ HD ပဲအခု online ပေါ်မှာအရင်ကပြန်နေပြီ Telegram မှာဆိုရင် VIP group တွေမှာအတော်လေးကိုဈေးကောင်းရနေတယ်ဆိုပြီးတော့တနေ့နေ့ကတော့ကြားတယ်เนาะအမြဲတမ်းမှာ one နေဖို့ကောင်းပါရဲ့ ။ဒီနေ့ကပဲကျွန်တော်တို့တည်ဥဆောင်စီရကတော့သူ့ရဲ့ရောက်ခမလောင်းပေါ့ဗျာ။ရောက်ခမဖြစ်သူတော့ဖြူဖြူထွန်းတို့ရဲ့အင်ဂျင်သက်ပွဲမှာသူကိုယ်တိုင်ကတယောက်ချင်းညီပေးခဲ့တာဖြစ်ပြီးတော့အဲ့ဒီမှာပဲမီဒီယာတွေကပါခေါ်ပြီးတော့မကြခင်မှာသူလက်ထက်မဲ့ကောင်းပါလီဆိုပြီးတော့နော်သူ့ရဲ့ချစ်သူကောင်းပါလီအသက်20အရွယ်ပဲရှိပါသေးတယ်။နော်ကျွန်တော်တို့ရုံးဒီစောကိုတနိုင်ကလုံးဝချပြခဲ့တာပဲဖြစ်ပါတယ်။ယုဒိဇောကိုသူကသူ့ရဲ့ရောက်ခမနဲ့ စင်ရွှေပြပွဲတခုမှာတွေးဆောင်စင်မှာเนาะဒီကောင်မလေးကိုတွေးသွားခဲ့တာဖြစ်ပြီးတော့တခါတည်းပဲအဲ့ဒီမှာတွေးတာနဲ့မြင်မြင်ချင်းချိမိသွားခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်မှာသူကြီးကောင်မလေးကအသက်၁၂နှစ်ပဲရှိပါသေးတယ်ဆိုတော့သူရဲ့ချစ်သူကောင်မလေးကိုချစ်ခွင့်ပန်းတဲ့ကောင်မလေးသူ့ရဲ့အမေကိုခွင့်တောင်းခဲ့ချောင်းပြီးရတယ်ရေဥဆောင်ဇေယရဲ့ခစ်ကိုမြည်တဲ့သူဆိုရင်အလုံးပြီးပါရယ်ရေဥဆောင်ဇေယကသူ့ခစ်ဒုက္ခတော့ကတော်တော်လေးကိုဒါစော်ကြီးရဲ့ပဲဗျเนาะ sorry ဆိုရင်လည်းအများကြီးတွဲခဲ့တယ်ဆိုတော့ ဒီအချင်းနေရေးနဲ့ပတ်သက်တော်တော်လေးကိုနောကြေလေးကောင်းတယ်နော်ဒါအင်တာဗျူးမှာသူဒီကောင်းမလေးကိုဘယ်လောက်တည်းတော့အချစ်ကြောင့်မိမိချင်းချစ်မိကြောင့်အဆရှိတဲ့စကားလုံးတွေကလားလူတိုင်းကြောသက်ပါတယ်နော်မိမိချင်းချစ်တဲ့အချင်းဆိုတာနော်တရားမှာတယောက်တော့ရှိဖို့ခဲပါတယ်နော်ရိုးဆောင်ဈေးရရဲ့ပြောကြချက်တွေဟာယောက်ျားလေးတွေဆိုရင်သိပါတယ်နော်ဒါလူတိုင်းပြောသက်တာပဲအခုတရုတ်ဆောင်ဈေးရကသူ့ရဲ့ချစ်သူကောင်းမလေးအသက်ဆယ်ကျော်တဲ့ကောင်းမလေးနဲ့ဟိုတယ်မှာအမှုန်ကဲနေတယ် HD တွေ ကြွားရမှာဘလောက်မှမချသေးဘူးထပ်ပေါ်လာရဖြစ်တဲ့တော့ချစ်ချင်းလက်ထက်ရမယ်နေထားမှရှိနေပြီအတော်လေးနဲ့ရှစ်ဖို့ကောင်းပါတယ်နော်ယုတ်တရသေးဆုံးသွားတဲ့ဝိုင်းရင်တို့ဆောင်တော့ခင်တန်းဝင်းအသက်66နှစ်ဟာဒီခါနီးမှာအနီးနားမှာတယောက်မှသားသမီးတွေလည်းမရှိခဲ့တာဖြစ်တဲ့တော့မချွတ်မလို့ဖြစ်နေတယ်ဆိုပြီးတော့တိုက်ခန်းနီးနားမှာနေထိုင်တဲ့သူတွေကပြောလာချက်ပြန်ပါပြီတော့ခင်တန်းဝင်းသေဆုံးမှုကတော့များစွာတော့ဒါကျွန်တော်ဝေဖန်မှုတွေမြင့်တက်ခဲ့တယ်ပေါ့နော် တာဂိုကြီးပွင့်ဖြူတို့ကသတင်းအမှောင်ချထားရဆိုပြီးပြောနေသူလေးရှိတယ်။ဒေါကင်တန်ဝင်းသေဆုံးတာ၃ရက်ကြာပြီเนาะအလောင်းတွေပုံတိုးတဲ့အချိန်ကြာမှာဒါအနီနာကเนาะတိုက်ခန့်ဘီနီဂျင်းတွေကเนาะ yes scan ကိုဒါဖုန်းခေါ်ပြီးတော့အခြေဆက်လုပ်တဲ့ခါကြာမှာဒါရီပွင့်ဖြူတို့မောင်ထမတွေကလည်းတီးရတယ်ဆိုရင်ညထားနေ online ပေါ်မှာစတင်ပြန်နှံ့လာတယ်ပေါ့เนาะရီပွင့်ဖြူကတော့သူ့အမေကမီလာနစလီနီမှာပဲသေဆုံးတယ်ဆိုပြီးတော့เนาะ တို့သင်ခဲတာကိုတွေးရတယ်ဆိုတော့တချို့သောပြည်သက်တွေကတော့ဒါမှမဟုတ်ဘူးရေပွင့်ဖြူတော့ကသူ့မိနဲ့အဆက်တွေပြက်နေတာနော်ဒါဒီဆုံးတာ၃ရက်ရှိပြီအလောင်းပုံမှာနော်ဘာညာဘာညာဆိုတော့ပြောပြောကြတာပေါ့နော်ဆိုတော့အသက်66နှစ်အရွယ်ပြားဒီတခါကျတော့သွေးသွေးလေးရှိတယ်သွေးသွေးရှိတဲ့သူကတယောက်ထဲနေလို့လုံးဝမဖြစ်ဘူးသွေးတွေစောင့်တက်လာလို့ရှိရင်အနီးနားမှာနော်အဆေးပေးမဲ့သူနဲ့ပြည့်စုံပေးမဲ့သူနဲ့လိုအပ်တယ်ရေပွင့်ဖြူတော့ကတော့ချမ်းသာတာဗျာအမေအတွက်နော်ဒါကြောင့် အင်ဖော်လေးပဲဖြစ်ဖြစ်နီးနားမှာပြည့်စုံဆောင်ရှောက်မဲ့ဒီပဲဖြစ်ဖြစ်ဒါငှားပေးနေတာပေါ့နော်ဒါမဲ့အဲ့လိုမလုပ်ခဲ့ဘူးအခုဟိုအမေဖြစ်သူဒေါက်တာဝင်းသေဆုံးရပြီပေါ့နော်ဆိုတော့နီးနားမှာဘယ်လောက်ချက်ထိနော်ဒါဘေးမှန်းနေလိမ့်မလဲပေါ့နော်ဒီခါနီးမှာအာစဉ်းစားကြည့်အောင်လည်းသိနိုင်ပါတယ်သူ့ရဲ့မိမလေးဖြစ်တဲ့ဆွလက်ရင်နာကလေသူ့အဖွားကသူမသေးမှာဖုံးဆက်သေးတာပေါ့နော်သူမြင်နေဂိမ်းဆော့ခဲ့လို့သူ့ဘွားဖုံးဆက်တာကိုမကန်ခဲ့မိဘူးပေါ့နော်အင်တာနက်မှာနောက်လာရအောင် သူရဲ့ Facebook လို့ဘုကင်းစာမျက်နှာပေါ်မှာတင်လာခဲ့တာဖြစ်တယ်။ဆိုတော့ကြည့်လိုက်တော့နော်မိသားစုရဲ့ဘယ်လိုမျိုးဒါအမေပေါ်မှာဖွားပေါ်မှာ room size တစ်ခုလေးနဲ့ပေါ့နော်ဒီဆုံးသွားရဆိုတော့လူတိုင်းလူတိုင်းအတူယူတတ်ပါစေအခုမချုပ်မလုပ်ဘူးလို့တော့ပြောနေကြကြောဒီချာမဒီရတွေပေါ့နော်။ကောင်းရာဒုက္ခတိလာပါစေ။ဘောကန်တန်ဝေးရေ